ကာကြီးခါခွေးနဲ့ ABCD ကိုရှေ့ပြန်နောက်ပြန်ဆိုပြနိုင်တဲ့မန္တလေးကကလေးလေးအလုံးမဲမင်္ဂလာပေါင်းဗမစ်နောင်းကနေကျွဆလိုက်ပါတယ်မြမပြည်နဲ့အင်္ဂလိပ်ပြည်တွေကိုအစကနေအဆုံဆိုတတ်ကြပေမဲ့လည်းအဆုံကနေအစကိုပြန်ဆိုဖို့ကတော့မလွယ်ကူပါဘူးပြည်စင်းရတွေကိုအပြန်လှန်ဆိုပြနိုင်သူကလည်းတွုံယုံညံ့ရရှိသူမဟုတ်ပါဘူးဒါပေမဲ့မန္တလေးကကလေးလေးတယောက်ကတော့အာကနေကာကြီးအထိနောက်ပြန်ဆိုပြနိုင်သလိုဇက်ကနေအေးအထိလည်းနောက်ပြန်ဆိုပြနိုင်တဲ့ကလေးတယောက်ဖြစ်ပါတယ် ဒီကလေးလေးကမန္တလေးတိုင်းဒေသကြီးပသိမ်ကြီးမြို့နယ်ကြောင်မီးရွာကကလေးလေးဖြစ်ပါတယ်။ခေကြီးအတန်းကိုအောင်းထားတဲ့ဒီကလေးလေးကပြီးစရာတွေကိုရွရွရွပြနိုင်ုံတင်မကပဲရှင်းအောင်ပြန်ရွပြနိုင်တဲ့သူပေါ့။ ဒီကလေးလေးရဲ့မိဘတွေကတော့တာမန်မိသားစုတွေဖြစ်ကြပြီး KG ကတော့ Grade 1ကိုကျောင်းထားဖို့တောင်ခက်ခဲဖြစ်နေပါတယ်။ကလေးလေးကတော့ကျောင်းဆက်တက်ချင်နေပြီးစာရီကိုဒီထမကလေ့ကျင့်ချင်နေတာပါ။ဒါပေမဲ့မိသားစုရဲ့စီးပွားရေးအခြေအနေကတော့ကျောင်းမထနိုင်လို့သူ့ရဲ့ပညာရေးကိုရပ်တန့်ရမလို့ဖြစ်နေပါတယ်။ညာကောင်းတဲ့ဒီကလေးလေးကပညာကိုလိုလားသူဖြစ်တာကြောင့်ဘီးတွေကိုရှေ့ပြန်နောက်ပြန်ရွတ်နိုင်အောင်လေ့ကျင့်ထားပါတယ်။သူ့ကိုတွေ့တဲ့လူတစ်ယောက်ကမုတ်ဖိုးပေးပြီးတော့ရွတ်ပြခိုင်းတာကြောင့်ရွတ်ပြလိုက်ပြီးနမဲကြီးလာတာပါ။ လူကြီးတွေတောင်ဘီးရီကိုနောက်ပြန်ရှေ့ပြန်ရွတ်ဆွန်နိုင်ဖို့ဆိုတာကမလွယ်ကူလှပါဘူးဒီကလေးလေးကတော့အထင်ကောင်းမရှိပဲဆိုပြနိုင်တာကြောင့်တော်တဲ့အကြောင်းကိုချီးကျူးနေကြပါတယ်အသက်ကြီးတဲ့လူကြီးတွေရဲ့တသက်မှာတော့စာကိုနောက်ပြန်ဆိုပြနိုင်တဲ့ကလေးကိုမမြင်ဘူးပဲဒီကလေးလေးကထူးခြားတဲ့ဉာဏ်ရည်ရှိနေတဲ့သူပါသူရဲ့မှတ်ဉာဏ်ကတခြားကလေးတွေထက်ထူးခြားနေပြီးတေချာပြုစုပြောထောင်ပေးဖို့လိုအပ်တဲ့ကလေးလေးဖြစ်နေပါတယ်တမန်လလုံးလက်ဆောင်မိသားစုကမွေးဖွားလာပေမဲ့လေဒီကလေးလေးကတော့စာကိုလိုချင်စိတ်အပြည့်ရှိနေတာပေါ့ စာလုံးဖို့အတွက်အတင်းကျခိုင်းနေရတဲ့ကလေးမျိုးမဟုတ်ဘဲသူ့အသည့်စိတ်ဓာတ်နဲ့သူလေ့လာနေတတ်ပြီးစိတ်ဝင်စားမှုလည်းအပြည့်ရှိပါတယ်။ကျောင်းကဆရာမတွေကလည်းဒီကလေးလေးရဲ့ညာရီကိုအတိမတ်ပြုတ်ပြီးစာကိုရှေ့ပြန်နောက်ပြန်ဆိုပြနိုင်လို့စုချရလို့ဆိုပါတယ်။ကျောင်းမှာဆရာဆရာမတွေကအစကနေအဆုံးထိဘီးတွေကိုတင်ပေးလိုက်ပေမဲ့ဒီကလေးလေးကသူ့ကိုယ်တိုင်လေ့ကျင့်ထားတာကြောင့်ကျောင်းကနေအစကိုနောက်ပြန်ဆိုပြနိုင်သူဖြစ်ပါတယ်။အမေမိသားစုမှာမွေးဖွားလာတဲ့ဒီကလေးလေးအတွက်ကျောင်းတက်ဖို့ကမသေးကြလို့စိတ်မကောင်းဖြစ်နေကြတာပေါ့သူ့ကိုချစ်ခင်တဲ့သူတွေကတော့မုတ်ဖိုးလေးတွေပေးကြပြီ ြီးအဲ့ဒီမုတ်ဖိုးနဲ့စာအုပ်တွေခဲတံနေဝယ်မယ်လို့ဆိုပါတယ်မုတ်ဖိုးရရင်အယုံဝယ်လိုက်မယ်မုတ်ဝယ်စားလိုက်မယ်ဆိုတဲ့အတွေးမရှိပဲသူ့အတွက်အချိုးရှိစေမယ့်အရာတွေကိုပဲဝယ်ခြင်းသူဖြစ်ကောင်းပညာကိုလိုလားတဲ့သူပေါင်းအလင်းရွယ်သားဖြစ်ပေမဲ့လည်းလိုချင်တာထက်လိုအပ်တာကိုဦးစားပေးပြီးသူ့စိတ်ထဲမှာစာသင်ခြင်းနဲ့ဆန္ဒကလည်းရှိနေပါတယ်ညာကောင်းတဲ့ကလေးလေးကိုဒီထမကပြုစုပြောထောင်ပေးရင်တော့ထွချွန်တဲ့ကလေးလေးဖြစ်လာနိုင်တာပေါ့ ဒါပေမဲ့ဘဝပေးအခြေအနေကြောင့်ကလေးရွယ်တချို့ကတော့ပညာသင်ခွင့်နဲ့အလံဝင်းနေကောင်းကလေးရွယ်မှာတင်ငွေရှာနေရပါတယ်မြန်မာနိုင်ငံမှာလည်းဒီလိုထူးခြားတဲ့ဉာဏ်ရည်ရှိတဲ့ကလေးတွေရှိနေကြပေမဲ့လည်းသတိမထားမိကြပါဘူးတက်တဲတဲ့စီးပွားရေးအခြေအနေတွေကြောင့်ညာကောင်းပေမဲ့လည်းအလုပ်ထလိုက်ရပြီးတိမ်မြုပ်သွားသူတွေလည်းရှိပါတယ်ဉာဏ်ရည်ထူးချွန်သူတွေကမြန်မာနိုင်ငံမှာလည်းပေါ်ထွက်ပေမဲ့အကြောင်းမျိုးမျိုးကြောင့်လူသိနေကြသလုံးပညာရေးထက်စောင်းဝင်းနေရေးကိုပဲဦးစားပေးနေကြရတာပါအရာကြောင့်ဒီကလေးလေးကိုတော့မြေတောင်မြောက်ပေးဖို့လိုအပ်ပြီးပညာရေးကိုအလေးထားပေးဖို့လိုအပ်ကြောင်းပြောနေကြပါတယ် မြမဘီးတွေနဲ့အင်္ဂလိပ်ဘီးတွေကိုရှေ့ပြန်နောက်ပြန်မထင်မငော့ဆိုပြနိုင်တဲ့ကလေးမျိုးကိုမြင်ဘူးယင်ခမမပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်မမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နောက်နေ့အတိုင်းအတွက်ပျော်ရွှင်ပါစေ